ကျွန်တော်ကအေဗန်အောင်ကောင်ဖြစ်ပါတယ်ကျွန်တော်ကဂျော်ဂျာပြည်နယ်ရဲ့ license ရအင်ကျော်တော်ဆောင်တယောက်ဖြစ်ပါတယ်ကျွန်တော်တို့ real estate agent တွေရဲ့တာဝန်က client တွေကိုကျွန်တော်အင်ရှာပေးရပါတယ်ပြတဲ့အင်တွေထဲကနေ client တွေကတဲ့အင်အင်ကိုချိန်သွားတယ်ဆိုရင်ဒီအင်ကိုဘယ်လို offer ရမလဲဆိုတာ client တွေနဲ့ကျွန်တော်တို့ကစပြီးတော့ဆွေးနွေးရပါတယ်ဥပမာအင်တိန်က9သိန်းနဲ့ရောင်းတယ်ဆိုပါစို့အဲ့ဒီ ငါသိနေရောင်းတဲ့အိမ်ကိုကျွန်တော်တို့က full price နဲ့ offer မှာလာမဟုတ်ဘူးဆိုရင်ဘယ်လောက် short ပြီးတော့ကျွန်တော် offer မလဲဆိုပြီးတော့ကျွန်တော်တို့နံပါတ်1အဲ့ဒါဆွေးနွေးရတယ်နံပါတ်2အနေနဲ့ closing ခါကိုကျွန်တော်တို့က seller ဘက်ကနေအပြစ်တောင်းမှာလာမဟုတ်ဘူးဆိုရင်အဲ့ seller စီမှာတဝက်တောင်းမယ်ကျွန်တော်တို့ကတဝက်တောင်းမှာလာဆိုပြီးတော့ closing ခါကိုကျွန်တော်တို့ကဆွေးနွေးတယ်နံပါတ်3အနေနဲ့ကျွန်တော်တို့ကပြင်ကိုစစ်ဆေးဖို့ရစ်ပနေရတောင်းမလဲဆိုတာက due diligence ဖြစ်ပါတယ်နော် due diligence ကိုကျွန်တော်တို့ကဘယ်နေရတောင်းမလဲပုံမှန်အဖြစ် due diligence က ုနှစ်ရက်မိုးဝင်ဆက်ရက်တခါလေကျန်15ရက်ဆိုပြီးတော့ကျွန်တော်တို့တောင်းလိုက်ရှိပါတယ်ဥပမာဆိုပါစို့ဒီအိမ်အတွက်ကျွန်တော်တို့ကဂျူဒလီဂျန်ကို9ရက်တောင်းလိုက်တယ်ဆိုတော့အဲ့ဂျူဒလီဂျန်9ရက်အတွင်းမှာကျွန်တော်တို့ကအိမ်တင်ကို offer တက်ကကြရင် earnest money အနည်းဆုံးကျွန်တော်တို့က1%ချက်ရပါတယ်အဲ့ earnest money မပါဘဲနဲ့ကျွန်တော်တို့အိမ်ကိုတော့ offer ရင်နော် best seller ကမှကျွန်တော်တို့ offer ကိုစိတ်ဝင်စားမှာမဟုတ်ပါဘူး